တကယ်ညအလုံးမင်္ဂလာပါ။အာဒီနေ့စတင်မလာ28ရက်သတင်းလေးတွေကျွန်တော်ပြောပါမယ်။သတင်းဆိုတာလေသတင်း30ချက်လေးတွေပြောပြပါမယ်။ဘာလို့လဲဆိုတော့ဟိုသတင်းတွေကတော့အများကြီးပေါ့နော်။လူတွေကပြောထားတာရှိတော့သတင်း30ချက်လေးတွေပုံပြီးပြောပြောတာကောင်းပါလိမ့်မယ်။ဟိုဟိုကျွန်တော်တို့လည်းဒါရုပ်သံသတင်းတွေကနောက်ပိုင်းသူရိုက်တာနည်းနည်းဟိုကျဲလာပါလိမ့်မယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ဟိုမြေပြင်ကွင်းစင်းပြီး အဲလှုပ်ဆောင်စရာရှိတာလေလှုပ်ဆောင်နေတာလည်းရှိလို့ပါအဲဒါကြောင့်ပေါ့မြန်မာနိုင်ငံရဲ့အဓိကပြဿနာပေါ့နော်ပထမအဓိကဒီကိစ္စကြီးတွေဖြစ်လာတဲ့အကြောင်းအရာမီဒီယာအာကိစ္စနဲ့ပြောပြောမယ်ဆိုရင်အဲဒီ Facebook ကကျွန်တော်တို့နိုင်ငံကိုပေါ့နော်ဟိုတာမန် application လေးတခုနေနဲ့2010လောက်ကစတင်ဝင်ရောက်လာခဲ့ပေါ့နော်ဝင်ရောက်လာတဲ့ဒီမိုကရေစီစနစ်နဲ့အတူဒီ Facebook ကိုလူတွေကသုံးဆဲအဲသုံးဆဲသုံးတက်လာခဲ့ကြတယ်ပေါ့နော်အဲ Facebook သုံးတာကနေအဲဒါက အဲသုံးလာကြတဲ့လူတွေကအဲသုံးလာတာကြားတဲ့အချိန်မှာမြန်မာနိုင်ငံမှာ Facebook 30စုတန်း30ကျော်30တန်း30နီးပါးဖြစ်လာတန်း30ကျော်ဖြစ်လာတာပေါ့။အော်တော့ဒီလိုအနေထားမျိုးမှာ Facebook ကအဲဘာတွေဖြစ်လာလဲဆိုတော့တစ်ချိန်တုန်းကတော့ အဲ့ဒီတန်း၃၀ထဲမှာဒီအမျိုးသားရေးကိုအခြေခံနဲ့အဲသုံးဆွဲတဲ့သူတွေရှိတယ်နိုင်ငံချစ်စိတ်ကိုအခြေခံပြီးသုံးဆွဲတဲ့သူတွေရှိတယ်အဲ့လိုပဲ liberal ဝါရကိုအခြေခံပြီးသုံးဆွဲတဲ့သူတွေအဲဒီလဝဲရင်းပေါ့နော်ထိတ်တိုက်တွေးဆိုရင်းနဲ့ထိတ်တိုက်တွေးဆိုတွေးဆိုရင်းနဲ့အစွန်ရောက် liberal ကိုကျင်းသုံးတဲ့သူတွေသုံးဆွဲတဲ့သူတွေရှိလာတယ်အဲ့ဒါအဲ့ဒါအပြင်ကိုနိုင်ငံရေးကအာဒီအပြိုင်မှုတွေကလည်းဖေဖော်မှာတပြေးပြေးအာစတင်ပြီးအားကြီးလာတယ်ပေါ့။ဟောစတင်သုံးဆတဲ့အချိန်တုန်းကတော့ အဲဒါအာမန်ဗီကင်းရှင်းလေးတခုနေနဲ့အဲဖွက်ပေါ်လာတယ်မြန်မာပြည်သူတွေတုံးဆွဲလာတယ်အဲညင်းခုံပြောဆိုမှုတွေမှာလည်းအဲ Facebook တွေစပြီးတုံးဆွဲတဲ့ဟောဆိုရင်အဲအနီဘက်ဖြစ်ဖြစ်အစိမ်းဘက်ဖြစ်ဖြစ်တော်တော်ယဉ်ကျေးကြတယ်မြန်မာတွေကအဲတယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်ညင်းခုံကြရတယ်ဆိုရင်ဒါကျွန်တော်တို့2017 2020လောက်ကဆိုရင်တယောက်အဲတစ်ဖက်နဲ့တစ်ဖက်အနီနဲ့စိမ်း ိုယ်နိုင်ငံနိုင်ငံသားချင်းညှင်းကုန်ကြတယ်ဆိုရင်တော့တစ်ဖက်နဲ့တစ်ဖက်အထောက်ထမ်းအထောက်ထားစာရဆာရအနေနဲ့အထောက်ထားနေတဲ့ချပြီးအဲတယောက်နဲ့တယောက်အားဖြင့်ညှင်းကြတာဖြစ်တယ်အဲအဲ့ဒီကနေရေဘာဖြစ်လာလဲဆိုတော့နော်လူရန်းစားအားလုံးတောနဲ့မြို့ရမကြံပါနော်အားလုံးလူရန်းစားအားလုံးတုံးနိုင်တဲ့အခြေအနေမျိုးဖြစ်သွားတဲ့အခါဘယ်လိုဖြစ်လာဆိုတော့ဖိဖို့မှာဒီအမုန်းစကားတွေကတအားကိုများလာတယ်အမုန်းစကားတွေတအားများလာတယ်တစ်ဖက်နဲ့တစ်ဖက်ဘာတင်းနေလူတယောက်ကတိုင်းပြည်ကောင်းကျိုးအတွက်နိုင်ငံကောင်းကျိုးအတွက်ဘာပဲလုပ်လို့ဘာပဲတင်းနေအဲဆဲဆိုတဲ့ အတိုင်းဝိုင်းကြီးတစ်ခုอ่ะအကြီးပေါ်ပေါ်လာတယ်အဲဒီကြားထဲမှာဒီ NLD ပါတီကဒါသမရိုင်းဦးသိန်းစင်က NLD ပါတီကိုဒီရွေးကောက်ဖို့ဝင်လို့ရအောင်ဥပဒေတွေဖျော့ပေးခဲ့တယ် NLD ပါတီအစိုးရဖြစ်တဲ့အချိန်မှာပြည်ညာရေးဝန်ကြီးကဥပဒေမြင့်ဖြစ်လာတယ်ဥပဒေမြင့်ကဒါ Facebook team ဖွဲ့ကိုခေါ်တယ်ခေါ်ပြီးတွေ့ဆုံတယ် Facebook team ဖွဲ့ပြန်ပြီးနောက်သိနောက်ရက်မှာပဲဒါတက်မတော်ကောက်ဝေးဦးစုချုပ်ဘူဂျူမီမင်းအောင်လဲ Facebook အကောင့်ကိုဖြုတ်ချခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာဒါ ျွန်တော်တို့ Facebook တွေရောဘူးလဲဥလားဆို Facebook တွေရော Facebook တွေအကုန်လုံးအာ follower 6သိန်း5သိန်းအဲ့လိုရှိတဲ့ Facebook တွေတော့ပြည်သူလူထုကြီးစုများတဲ့ Facebook တွေဖြုတ်ချခံခဲ့ရတယ်ပေါ့တဲ့လို့ဖြုတ်ချခံရတော့ဘာဖြစ်လာလဲဆိုတော့ဟို Facebook ပေါ်မှာဟိုမှန်ကန်တဲ့အကြောင်းအရာနိုင်ငံချစ်စိတ်အကြောင်းအမျိုးသားရေးအခြေခံပြီးကိုတိုင်းပြည်ကိုချစ်ဖို့ကိုမျိုးဘာသာသာသနာအတွက်ဖြစ်ဖြစ်မိမိနိုင်ငံအတွက်ဖြစ်စီဘာမှပြောဆိုလို့မရအောင်အဲ့လိုပြောတာနဲ့မဟုတ်စကားဆိုပြီးဖြုတ်ချလိုက်တယ် နော်အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့တော့ဒီ Facebook လူမှုကွန်ရက်ကြီးတစ်ခုလုံးကဒီ NND ခစ်ကာလမှာအဲသူတို့တစ်ခုပဲလွှမ်းမိုးထားတယ်အဲဒါအပြင်ကိုရွေးကောက်ပွဲမဲဆွဲကာလကာလမှာလည်းဒီဒီဦးဝင်းမြင့်တို့ဒေါ်ဆန်းစုကြည်တို့ကဒါဒီ Facebook ကိုနော်ထောက်ချောက်လာနော်သူတို့ပိတ်တွေဖွင့်ပြီးတော့အဲထောက်ချောက်ဒါနဲ့သူတို့သူတို့ရဲ့ကိုပိုင်လိုဖြစ်လာဒီအတွက်လည်းနိုင်ငံတော်ပတ်စံတွေကိုသူတို့အများအများသုံးခဲ့တယ်ပေါ့နော်အဲ့လိုနဲ့ဘယ်လိုဖြစ်လာလဲဆိုတော့မြန်မာနိုင်ငံမှာတစ်ဖက်ဆောင်းနှင်းမှုတွေ ဒါဖြစ်လာခဲ့တယ်အဲဒီလိုအခြေအနေမျိုးပေါ့နော်တပတ်ဆောင်းနေမှုတွေအမျိုးသားရေးစိတ်တွေအင်အားစုတွေအဖြစ်ဖြစ်ပြိုကွဲပျက်စီးလာတယ်ပေါ့နော်အမျိုးသားရေးနဲ့ပတ်သက်လို့ကိုတိုင်းမျိုးချစ်ဖို့ကိုနိုင်ငံကိုကာကွယ်ဖို့အကြောင်းတွေပြောပြီဆိုရင်ဒါအမုန်းစကားဆိုပြီးတော့ဒါ Facebook ကနေဖြုတ်ချတဲ့အနေထားမျိုးတွေထိလောက်လာတာပေါ့နော်ဒါ Facebook ကိုတော်စုစိုးရလက်ထက်မှာဝယ်လိုက်တယ်ပေါ့နော်ဥပ္ပေမြအဲဒီသဘောတရားပေါ့အဲဒီလိုဖြစ်လာတဲ့အချိန်မှာ ငါဘာတွေဖြစ်လာလဲဆိုတော့ကျွန်တော်တို့ကအဲဒီအေနိုင်ငံရေးဖြစ်စဉ်လာဖြစ်လာနိုင်ငံဖြစ်စဉ်ဖြစ်လာနေမှာလဲဘာလို့လို့ဘာကံမှမသိဘူးပေါ့နော်အဘာလို့လို့ဘာကံမှမသိဘယ်ဗီကေးရှင်းနဲ့တုံ့ပြန်မသိဘူးဘာလို့ဆို Facebook ပေါ်မှာနော် viral code တွေလုတ်တယ်နော် Facebook Facebook ပေါ်မှာနော်အကြမ်းဖက်မှုတွေတိုက်တွန်းတယ်နော်တပ်ဖြတ်မှုတွေလုတ်ဖို့ဒါမဆယ်လို့လို့ဘာလို့ဆိုအများကြီးလုတ်ခဲ့တာဒါတွေသူတို့လုတ်တယ်သူတို့လုတ်ရင်လက်ခံတယ် Facebook ကလုံးဝလက်ခံတာလေလုံးဝအလုတ်ခွင့်လည်းပြုတ်ထားတယ် နော်လုံးလုံးကလုံးပြဒါဒီဘက်ကအဲတံပြန်လုတ်တဲ့အချိန်မှာကျတော့ဘာမှလုံးဆောင်လို့မရတဲ့အနေထား Facebook ကတင်လာလိုက်ကြနာမည်ကြီးတဲ့ဆိုဆိုရင်အဲ့နာမည်မြင်လာလိုက်ကိုဖြုတ်ချတဲ့အနေထားမျိုးထိအဲလုတ်ပြလိုက်တယ်အဲ့ဒါကျွန်တော်တို့လည်းမလုပ်ရဲဆိုတော့ဩတခုခုတော့ဖြစ်မှထွက်ဖို့ ထင်မှရမယ်ဆိုပြီးတော့ဒါ Telegram channel ကိုကျွန်တော်စတဲ့သုံးဆွဲသုံးဆွဲတာပေါ့ Telegram နဲ့ channel ကိုစတဲ့သုံးဆွဲတယ်အဲကျွန်တော်တို့မြို့သားတွေအတွက်နိုင်ငံချစ်စိတ်ရှိဖို့နိုင်ငံတော်ကာကွယ်ဖို့ဟောနော်ကာကွယ်ရေးစိတ်သက်ပေါ့နော်နိုင်ငံတော်ကာကွယ်သောစိတ်သက်တွေရှိဖို့စစ်မှန်တဲ့ပြည်တော်စုစိတ်သက်တွေအဖြစ်ထုံးဖို့တော့ဒါတွေကိုကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်အဲဒီလိုဆောင်ရွက်နေမှာအကြံဖတ်တိုက်ဖြတ်တိုက်ဖြတ်ရေးပေါ့နော်အကြံဖတ်မှုတွေလုံနေတဲ့လူအားပေးတဲ့လူတွေတော့သူတို့ပြန်ပြီးတော့ကျွန်တော်တို့ကသူတို့ဖိတ်ဖို့မှလုံခဲ့တယ်လို့ကျွန်တော်တို့ကတော့ ဟိုအကြံဖက်ခိုင်းတာလို့သက်ဖက်ခိုင်းတာမရှိပါဘူးเนาะပြန်ပြီးတော့ဥပဒေနဲ့ညီဆောင်ရွက်ဖို့ဒါမျိုးလေးတွေဆောင်ရွက်စီခဲ့တာပေါ့เนาะဒါ Telegram 30စုကလည်းတဖြည်းဖြည်းနဲ့များလာတာပေါ့เนาะဒီကာလမှာတော့ Telegram 30စုလည်းတဖြည်းဖြည်းနဲ့များလာတာဒါကလူချင်းပြောပြောမယ်ဆိုရင်တော့လူဝက်ချက်ရဖြစ်လာတဲ့ကိစ္စတွေပါ အဲ့တော့အခုလဲတဖြည်းဖြည်းနဲ့လူမှုကွန်ရက်ဒီမှာကြည့်ရင်အာဒီတဖြည်းဖြည်းတော့ TikTok တို့ YouTube တို့သုံးဆက်သူတွေကလည်းအများပြားလာဖြစ်တော့တာတဖြည်းဖြည်းနဲ့တော့ဟို valent တော့ဖြစ်လာပါပြီအာဒီလိုနေသားမျိုးမှာကျွန်တော်တို့ကဒီအားကောင်းတဲ့လှုပ်ဆောင်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ဟိုထင်မကျော်ကြားလူတွေလည်းအများကြီးရှိအောင်เนาะရှိတဲ့အတွက်အဲ့ဒါကိုယ့်ကိုယ်ပုံမသူတော့ နော်ဟိုကိုနာမည်ကြီးဖို့လောက်ပဲကြီးတဲ့သူတွေနောက်တစ်ချက်ကဘာတွေ့ရလဲဆိုတော့ဒီအစိုးရနိဗ္ဗိန်းနေရှိတာဟိုအများကြီး line ပေါ်မှာ6 6 6လောက်ရှိတာအရှိတယ်ကွန်မန့်လေးပါနေတာဒါတွေတော့တားမြုံလင်းလာတာအဲ့ဒါတွေမြုံလင်းပြီးတော့ဘေးဘီမှာတကယ်လှုပ်ဆောင်နေတဲ့သူတွေဝူမှာပေါ့ကုတော်တို့အောင်စင်ဆရာတော်တို့ဟိုတကယ်တကယ်ကိုလှုပ်ဆောင်နေတဲ့သူတွေရှိတယ်တကယ်လှုပ်ဆောင်နေတဲ့သူတွေကိုယ်စင်လုံးနေတဲ့သူတွေကိုဒါပြောဆို ုတ်ကဝေဖန်တာပေါ့နော်လေးလေးကန်ဝေဖန်တာအရန်လွယ်ပါတယ်နော်ကျွန်တော်တို့လည်းအဲဟိုလိုင်းပေါ်မှာပြောလို့ရတာလင်းမင်းကစားသူတယောက်ကိုပြောရဲဆိုတော့ပြောလို့ရတယ်လေဟိုဝေဖန်လေးကလက်တွေလှုပ်ဖို့ဆိုတော့မလွယ်မလွယ်ကူပါဘူးလက်တွေတကယ်လှုပ်ဆောင်နေတဲ့သူတွေကဒါရာရာတိုင်းမှာနော်ဟိုအသက်ဒီဘဝတွေနဲ့ရင်းပြီးလုံဆောင်နေရအောင်အာဒါဟိုမှတမျိုးမျိုးပြန်ပြီးတော့အာဟိုဟိုအမင်းကဘောမှငါဘောလေးအာဖေကဘောကိုအာအမျိုးမျိုးဝေဖန်နေတာရက်တီသာကျွန်တော်တို့ အဲ့ဒီစကားမျိုးနဲ့လာပြောရင်ကျွန်တော်ကပြန်ပေးပါမင်းဘယ်နှခုနှစ်ကဒီစလုပ်တာလဲဒီလုပ်ငန်းတွေကိုကျွန်တော်တို့ကပြန်ပေးပါပါငါတို့နာမည်ကိုကြားဘူးလားသိလားလို့ပဲကျွန်တော်တို့ကပြန်ပေးပါပါအပြောမယ်ဆိုရင်ကျွန်တော်တို့ကဆယ်စုနှစ်တခုလောက်တည်မူလ original တဲ့ဒီတိုင်းအစိမ့်ပဲအရင်ထဲကလည်းနော်ဟိုပြောမယ်ဆိုရင်စစ်ဘုံဘောကရာရှိဘောကနေကျွန်တော်လာတယ်အခုချိန်ဒီလဲဒီတိုင်းပဲဒါဒီဒီစကားတွေပဲပြောနေတာအဲ့ဟိုရင်တော့လည်းဒီစကားပဲအခုလည်းဒီပဲဒါတွေပဲပြောနေတာကျွန်တော်တို့ကသွေးဖယ်သွားတဲ့လူတွေမဟုတ်ဘူး သေဖက်သွားတဲ့လူတွေမဟုတ်တဲ့အတွက်ကျွန်တော်တို့တော့ဒါရိုက်ပြောလို့မရဘူး။ဘာလို့ဆိုတော့ဟိုရက်တီပုံရင်းလည်းမတူခဲ့ဘူး။တမိုင်းတွေကရှိတာပဲ။သူကဘယ်လိုရက်တီခဲ့လဲဆိုတော့တမိုင်းတွေရှိပါတယ်။ဒါကဒါလူမှုကိုရဲ့ဘုံမှာအမျိုးမျိုးဟိုဒီခက်ကလာတော်တော်သတိထားပါရဲ့เนาะအတွင်းစီတွေရောပြင်စီတွေရောအလုံးပူတက်နေတာတွေရောဖေးစီတွေရောမျိုးစုံပေါ့เนาะအများကြီးရှိတဲ့တော်တော်ကိုသတိထားအစင်ကြရပါတယ်။ဘာပြောပြောလက်တွေ့လှုပ်ဆောင်တဲ့သူတွေကိုကတကယ် မြူသားရေးတမတိုင်းပြည်ကိုကောင်းစေခြင်းနဲ့တိုင်းပြည်ကိုငြိမ်းချမ်းစေခြင်းနဲ့တိုင်းပြည်ကိုတည်ငြိမ်နေနဲ့တိုးတက်စေခြင်းနဲ့ဆိုရင်တကယ်ကိုနိုင်ငံငြိမ်းချမ်းမှုတည်ငြိမ်မှုနောက်မြေပြင်ကိုယ်စီပြီးအရန်ဖတ်တိုက်ဖြတ်မှုတွေဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်ဖွဲ့စည်းရဟန်းသားကအားလုံးကိုအားပေးတဲ့အားပေးကြပါလို့ကျွန်တော်ကအဲပြောလိုပါတယ်အဲနောက်တစ်ခုကဘာလဲဆိုတော့စေသတင်းတွေပေါ့နော်စေသတင်း တတိတွေကလည်းသူတို့ငါတင်တာပေါ့သူတို့ငါကြီးတင်ကြတော့တချို့ဟာတွေကြောက်လဲအလွန်ကျူးတွေးရတယ်တချို့ဟာတွေကြောက်လဲဟိုထားတင်းတဲ့လောက်ပြောတာတွေတွေးရတယ်ပေါ့နော်ဟိုဘလူးပဲဖြစ်ဖြစ်ပါဟိုအောင်မြင်မှုကတော့အချိန်ကြာရင် ပြန်ပြီးရလာမှာ ကျွန်တော်ကရွှေဖရွှေဖလို့သွားခေါ်တာ။ရွှေဖဆိုရင်တည်တယ်လည်းမအစားပိုင်းအမြဲခံရတာ။ရွှေဖစံစကားတွေဆိုကျွန်တော်ဟိုမကြည့်ဘူးပေါ့။ကြည့်ဘူးတဲ့လူကြီးပဲ။ရွှေဖအစားဆိုအကုန်ခံရတာပဲ။တပည့်သူကြီးပြန်ပြီးနိုင်တာ။အဲအခုလားကျွန်တော်တို့ကရွှေဖရွှေဖခေါ်လို့ပြင်းပြတော့ရာလက်သက်ပါနေလားမသိဘူး။နောက်ပိုင်းကျရင်တော့ပြန်အုပ်တာပဲနော်။အဲဒါမှဟိုဖြစ်ပါလေ။ဒါနဲ့ဂျားကလာမှာဒီအသက်သွင်းရှိတွေဒီတိုင်းပြည်ရဲ့အစိပ်ပိုင်းနေမြေဒီနော်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအောက်ကိုပြန်လဲရောက်ရှိဖို့ဆောင်ရွက်တဲ့နေရာမှာ ဒါတမတော်သားတွေရဲ့အသက်သွေးချွေတွေအခုဆိုရင်အရင်တမတော်သားဟောင်းတွေဒါဒီပြည်သူစစ်မှုထမ်းဥပဒေဝင်ရောက်လာတဲ့လူငယ်တွေဒါဒီလူငယ်တွေဟာတိုင်းပြည်မှာတကယ့်ကိုတာဝန်ကြီးဘူးနဲ့သူတွေပါသူတွေရဲ့အသက်သွေးချွေတွေရင်းပြီးတော့ဒါဒီနေမျိုးတွေကိုနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအောက်အောက်ကိုရောက်ဆောင်ရွက်နေကြတာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုအော်ကျွန်တော်လင်းမြလို့ပါတယ်ဟိုနောက်တစ်ခုကတော့ပြောချင်တာဗာလဲဆိုတော့ အဲ့ဒါကြောင်ဝဲမှာပေါ့ဒီနေ့သူတို့ရှေ့ကဒီကြောင်ဝဲမှာတည့်ရလီလန်နေဖြုတ်သွားကြဖြုတ်သွားပြီးတော့သူတို့ဆုတ်ခါဖို့ပြင်ကြတော့ဆိုရင်တော့မဆုတ်လို့လည်းမရဘူးတော့၄မိုင်လောက်ကိုရောက်နေပြီဆိုတော့တကယ်ရေးသူတို့မျိုးတွေကနေဆက်ပြီးရှိစေအရာခံလဲအကုန်ပိတ်ပြီးတော့မှလေဝိုင်းဘက်ပိတ်ဆိုထားလိုက်အကုန်ပိတ်ပြီးတော့မှနေထားဆိုတော့သူတို့ဒီရလီအလောင်းလေးအလံလေးကိုဖြုတ်ပြီးတော့အဲ့ဒါဆုတ်ခါမဲ့နေထားပေါ့နော်သူတို့ဘာတွေရေးခဲ့လဲဆိုတော့အဲတက်မလို့စကြောင်းလေးကဝိုင်းဘက်ပိတ်ဆိုထားတဲ့အင်းကတာလုံးအင်အားကိုတုံးနေတယ်ဆိုတော့တာလုံးအင်အား စစ်လိုက်ပါတယ်ဆိုမှသားလုံးအင်အားမတုံးလို့တော့နဲတဲ့အင်အားတယောက်နှစ်ယောက်နဲ့သွားတိုက်လို့မရဘူးနော်နောက်ထပ်သားလုံးအင်အားဆိုတဲ့နေရာသကလုံးလေးနှလုံးဆိုမြင်နေအင်အားကိုဆောင်ရချကြီးလိုက်အလူအင်အားလက်နက်အင်အားနော်နှီးပညာအင်အားဟာငွေဒနာငွေရွတင်းထွက်အမဆုံးအောင်ဟိုအများကြီးအင်အားဆိုအကြောင်းကိုစောက်တုတ်လို့ရေးလို့ရပါတယ်နော်အင်အားအားကြောင့်မို့ဟိုအင်အားမသာမင်းတော့မရှိပဲနဲ့ဘာမှလုပ်လို့မရစစ်တိုက်တယ်ဆိုတာအရင်မြင့်နဲ့တိုက်တာဘယ်မှကြိုက်တဲ့စစ်ပွဲကိုပြောပြောအရင်မြင့်ရှိမှာသူရုရှားနဲ့ယူကရိန်းတိုက်တာယူကရိန်းဘက်က အနောက်အစုရဲ့အရင်မြင့်နဲ့တိုက်တယ်ရုရှားကလည်းဒီမြောက်ကိုရီးယားတို့ဘာလို့ကသူအရင်မြင့်နော်ခေါ်ရမယ်သူပြည်တွင်းမှာရှိတဲ့အရင်မြစ်တွေနော်စီဘွားရေးအရင်မြစ်ရောနော်ဒီတွင်းထွက်လောင်စာအကုန်လုံးအခြေခံပြီးတော့စစ်တိုက်ကြတာဖြစ်တယ်အဲဒီသဘောပါပဲနောက်ဆုံးကြတော့ဒီပြောမယ်ဆိုရင်ဒီအရင်မြစ်ကြီးတဲ့လူကတော့နိုင်ပါပါနော်အနိုင်ပါဒီသဘောပါပဲဒီမြမကြီးမလည်းမြမကြီးကတော့ဒါပြည်တွင်းတောင်းကျမှုဖြစ်နေတာပေါ့ပြည်တွင်းတောင်းကျမှုဖြစ်နေတယ်ကျမအဲတပိုင်းဆက်ဆက်က ီတွင်တောင်းကျမ်းမှုကိုတမတော်နိုင်ရင်းခဲ့တဲ့အတွေ့အကြုံကောင်းတွေအများကြီးရှိပါတယ်။ဒီဂျားကလာမှာပေးဆက်ခဲ့ရတဲ့အဲဒါတွေလည်းရှိတာပေါ့နော်။ဒီကျွန်တော်နိုင်ငံအနေထားကိုလွတ်လိုက်မရခင်နေရဒါလက်လက်ကိုင်းတောက်ခုသဘုံထားတဲ့ဖြစ်စဉ်ကရှိနေတာဖြစ်တဲ့အတွက်အဲဒီနိုင်ငံတော်တမတော်ကအချင်းချင်းတိဆောက်ခဲ့တယ်အချင်းချင်းနော် ပြန်ပြီးတော့ဒီရန်ကုန်စိုးရွားလောက်ကနေနိုင်ငံတော်ဖြစ်လာအောင်လည်းလုပ်ခဲ့မှုပြီးလက်ရှိနေသားမလည်းဒီ90မြို့နယ်ပေါင်း80ရောက်90ဆရာလည်းအဲ့ဒါကု90လောက်ပဲကျွန်တော်လည်းပြန်ပြီးတိုက်ပြီးတော့ဒါဖြည်းဖြည်းတိုက်ပြီးတော့ပြန်ပြီးတော့ဒါနှမတော်နိုင်ငံတော်ကိုပြန်လဲရခိုင်တိုင်းပြည်အောင်ဆောင်ရွက်ပေးအောင်ပါဖြစ်ပါတယ်ဒါနိုင်ငံရေးအခြေအနေပါဟိုအားလုံးကတော့ဗျာရှင်းပြောတာဟိုကောင်းစီချင်လို့ပြောကြတယ်ဆိုပေမဲ့အဲတချို့အရာလေးတွေကြတော့ဟိုကိုကပြောမယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက်တယောက်နဲ့တယောက်အပို့တိုက်ပြီးမပြောတာအကောင်းဆုံးပေါ့နော်။ဒါကိုချင်းချင်းကိုပြောတာပါ။တစ်ဖက်ကကျွန်တော်တို့ကတော့ယူချင်းပါတယ်။ဒါဟိုးရင်နေအော်မူလာအော်လေချင်းလေလည်းဒီတိုင်းပဲနော်။အခုလည်းဒီတိုင်းပဲ။ကျွန်တော်တို့ကတိုင်းပြည်ကောင်းဖို့အတွက်တည်ငြိမ်အေးချမ်းဖို့အတွက်လုပ်နေတာပါ။ခင်ဗျားတို့ကိုင်းစင်းကြည့်လိုက်ပါ။ပြည်ပြင်းစင်းကြည့်လိုက်ပါ။ခင်ဗျားတို့ လိုင်းပေါ်ကလူလီလေး900 100 200လောက်អော်နေတာစုអော်နေတာလောက်ကိုထင်မကြည့်ပါနဲ့မြေပြင်ကွင်းစင်းကြည့်လိုက်မြေပြင်ကွင်းစားရင်ပြည်သူတဲမှာအနီရောအစိမ့်ရောအဝါရောအပြားရောဘလူပဲရှိရှိခင်ဗျားတို့လူတိုင်းကွင်းစင်းပြီးမေးကြည့်ပါဒီစစ်ဖြစ်နေတာဒီအိုးအိမ်တွေဆုံးခွာပြီးထွက်ပြေးနေရတာကို့ ညမတိုင်းသားကြီးရေရေဆက်ဆက်မိသားစုလိုက်တက်ဖြတ်နေတာတွေကိုဖြစ်ချင်လားအေးချင်းချင်းနဲ့ငင်းချင်းချင်းနဲ့ကိုစီပွားကြီးကိုကိုလုတ်ပြီးနေချင်လားခင်ဗျားတို့လက်တွေ့ကြကြလူတိုင်းကိုလိုက်မေးကြည့်လိုက်ပါဒါဆိုရင်ပြည်သူလူထုရဲ့လူသားချင်းအစ်မန်ဘာလဲဆိုတာခင်ဗျားတို့သိလိမ့်မယ် ဲ့ဒီချိန်ကျရင်ဟာကျွန်တော်တို့ကတောခုသွားတဲ့လက်နက်ကင်သဘုံထားတာသူ့ပါတီကခင်ဗျာသူ့ပါအဲ့ပါတီကိုကိုယ်ကယုံကြည်တဲ့ကောင်လေးလူတစုလောက်တောခုသွားတာဗျအဲ့ကောင်တွေကလိုင်းပေါ်မှာစုအော်တာကိုခင်ဗျားတို့လက်ခုတ်တန်းလေးကိုမျောမနေနဲ့အဲ့လက်ခုတ်တန်းမျောမနေနဲ့တကယ်တမ်းမြေပြင်ကိုင်စင်ကြည့်လိုက်ခင်ဗျားလူတိုင်းလူတိုင်းကိုလိုက်မေးကြည့်လိုက်ခင်ဗျားတို့ နော်စစ်ပြင်းနေတာဥယေဆုံးခွာပြီးပြေးရတာလူတွေမနော်ဟိုအနီစိမ့်ခွဲပြီးရောင်တွေခွဲပြီးအကြမ်းဖက်တပ်ဖြတ်မှုတွေလုပ်မိသားစုတိုက်တပ်ဖြတ်မှုတွေလုပ်နေတာဒါတွေကိုကြိုက်လားနော်ငင်းငင်းငင်းနဲ့အေးဆန်းဆန်းစစ်စစ်နဲ့ကိုတိုင်းပြည်ကိုဖြစ်စေချင်လားခင်ဗျားတို့မေးကြည့်လိုက်ပါဆင်းပြီးတော့တချိန်တော့အနီဖြစ်ခဲ့တဲ့သူတွေခင်ဗျားတို့မေးကြည့်လိုက်အားလုံးကငင်းငင်းငင်းနဲ့အေးဆန်းဆန်းနဲ့နေပြီးတော့ဒီဒီဘဝမှာကိုစီးပွားရေးကိုချာကိုတော်ဘေးရဲ့ကိုသားသမီးရဲ့နောင်ရေးကိုရဲ့မျိုးဆက်ရဲ့နောင်ရေးပညာရေးနော် ပညာရေးကျန်းမာရေးစီးပွားရေးအေးအေးချမ်းချမ်းနဲ့လှုပ်ဆောင်ပြီးခေါင်းပြောင်းအောင်အိတ်ရှင်နဲ့အဲသူတွေကြီးပဲဒါမြေပြင်အရှိတရားမြန်မာပြည်မှာလူပေါင်းနော်သူလိုင်းမော်လူလေး56လက်ကုတံမျောပင်နေမြန်မာနိုင်ငံမှာလူပေါင်း54တန်းရှိတယ်အဲ့54တန်းမှာခင်ဗျားတို့လှည့်လည်ပြီးတော့ခင်ဗျားမေးကြည့်လိုက်နော်ဒီလိုအိုးရင်ဆုံးကထွက်ပြစ်စစ်ပြစ်အဲ့ဓာရီနော်တက်ဖြတ်နေတာတွေလိုချင်တာလားနော်ငင်းငင်းညံ့နဲ့အေးအေးဆေးဆေးနဲ့နော်နော်ပညာဥစ္စာရှာပြီးတော့ နေကျင်တာလားခင်ဗျားတို့မေးကြည့်လိုက်ဒါဆိုရင်ပြည်သူလူထုရဲ့လူလားချက်အစ်စ်မှန်သည်ဘာလဲဆိုတာခင်ဗျားတို့သိပါလိမ့်မယ်အဲဒါကြောင့်ဒီအကြံဖတ်မှုတွေတိုက်ဖြတ်မှုတွေတိုက်ဖြတ်ရေးတွေဆောင်ရွက်နေတဲ့အနေထားမှာခင်ဗျားတို့ပြည်သူလူထုရဲ့လူလားချက်အစ်စ်မှန်ဘာလဲဆိုတာသိမှခင်ဗျားတို့အော်ပြည်သူလူထုကတိုင်းပြည်ကိုငြိမ်းချမ်းစေချင်ပြီးအေးချမ်းစေချင်ပြီးတည်ငြိမ်စေချင်ပြီးငါတို့ကဒါတွေကိုနော်ဥတီဗီပြောဖို့လိုတယ်ဆိုတော့ခင်ဗျားတို့ လောက်ကင်ဆောင်ရနေတဲ့သူတွေ line မှာပါပြောနေတဲ့သူတွေဆိုနေတဲ့လူတွေဒါအမှန်တရားကိုခင်ဗျားတို့နားလည်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ယေရှုတင်ပါတယ်ကျွန်တော်ကြောက်သွားပါ